ရုရှားသမ္မတပူတင်ကစစ်ပွဲကိုအဆုံးသတ်ဖို့ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်မယ်လို့မေလ17ရက်ကအဆိုပြုခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်အဲ့ဒီအဆိုပြုချက်ကိုယူကရိန်းသမ္မတဇာလန်စကီးကကြိုးဆိုခဲ့ပေမဲ့ရုရှားအနေနဲ့အပြစ်ခတ်ရစေဖို့သဘောတူရမှာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလကပူတင်ဟာယူကရိန်းကိုစစ်သားတွေဆီလွတ်ခဲ့ပြီးစစ်ပွဲကိုစတင်တိုက်ခိုက်ခဲ့က1962ခုနှစ်ကျူဘာတုံးကြီးအကြက်တဲနောက်ပိုင်းရုရှားနဲ့အနောက်နိုင်ငံတွေကြားတင်းမာမှုအမြင့်ဆုံးအခြေအနေကိုရောက်ရှိခဲ့ပါတယ်။ ယူကရိန်းစစ်မြေပြင်မှာရုရှားတပ်တွေကရှေ့သို့ခြေတက်နေမှုနဲ့အတူပူတင်ဟာကမ်းလှမ်းချက်အနည်းငယ်သာပြီးခဲ့ပါတယ်။ လက်ရှိမှာတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာယူကရိန်းနဲ့ဂျူတင်သတ်မှတ်ချက်တွေမရှိဘဲရေရှည်တည်မြဲတဲ့ငြိမ်းချမ်းရေးအတွက်ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးလိုကြောင်းအဆိုပြုခဲ့ပါတယ်။မေလ17ရက်ရုရှားစံတော်ချိန်နံနက်တနာရီခွဲကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာမေလ15ရက်မှာအစ္စတန်ဘူမှာယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေကိုပြန်လည်စတင်ဖို့အဆိုပြုကြောင်းပူတင်ကပြောကြားခဲ့ပါတယ်။မေလ12ရက်ကစပြီးယူကရိန်းနဲ့ရုရှားကြားချွင်းချက်မရှိရက်30ကြာအပြစ်ခတ်ရက်စေးရေးကိုစတင်ဖို့ယူကရိန်းနဲ့ဥရောပခေါင်းဆောင်တွေကတိုက်တွန်းခဲ့တဲ့နောက်နိုင်ပိုင်းကြာမှာပူတင်ကအဲ့ဒီလိုအဆိုပြုခဲ့တာဖြစ်ပါတယ်။မေလ10ရက်က ာယူကရိန်းပြည်ထိန်ပြင်သစ်ဂျာမနီနဲ့ပိုလန်နိုင်ငံတွေကကောင်းဆောင်နေရာယူကရိန်းနိုင်ငံ KF မြို့တော်မှာတွေ့ဆုံခဲ့ကြပြီးရုရှားအနေနဲ့အပြစ်ခတ်ရစေးရဲ့အဆိုပြုချက်ကိုသဘောမတူရင်ယူကရိန်းအတွက်စည်ရေးကူညီတွေပေးသွားမှာဖြစ်ပြီးရုရှားကိုပိတ်ဆို့မှုအသစ်တွေထပ်မံချမှတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ဇာလန်စကီကတော့ပူတင်ရဲ့အဆိုပြုချက်ဟာစစ်ပွဲကိုအဆုံးသတ်ဖို့ရုရှားဘက်ကစဉ်းစားလာတဲ့အပြုသဘောဆောင်တဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ X လူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းရုရှားနဲ့ယူကရိန်းအတွက်ကောင်းမြတ်တဲ့နေ့ရက်ဖြစ်လာနိုင်ပြီးလူပေါင်းများစွာရဲ့အသက်တွေကိုကယ်တင်နိုင်လိမ့်မှာ ဖြစ်ကြောင်း True Social လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။